မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီကစစ်မှုရေးဥပဒေနဲ့လူငယ်တွေကိုစစ်တပ်ထက်အတင်းဆွဲခေါ်သည့်တိုင်အောင်အရေးအတွက်သာရှိပြီးအရေးချင်းမရှိတဲ့အပြင်ပြည်သူထောက်ခံမှုပါမရှိတာကြောင့်တိုက်ပွဲတိုင်းစစ်ကောင်စီတပ်ကရှုံးနေနေရပြီလို့ CDM ဗိုလ်မှုအောင်မြတ်တွင်နဲ့ရရှိပြီကပြောလိုက်ပြီးလက်ရှိစစ်ဘိုလ်ချုပ်တစုကောင်းစားရေးအတွက်အောက်ခြေရရှိတဲ့စစ်တီတွေအားလုံးအသက်မစွန့်ကြပဲပြည်သူရင်ဝင်ခိုးလုံကြဖို့ကိုပါ CDM ဗိုလ်မှုတွေကတိုက်တွန်းထားကြပါတယ် ရန်ကုန်မြို့ကလိုင်းတန်ရမြို့နယ်မှာပြုတ်ကျဖြတ် online ငွေလိမ်လုပ်ငန်းတွေကိုလက်ငွေယူပြီးခွင့်ပြုမှုကြောင့်ဂျပန်စစ်ကောင်စီရဲ့အမှတ်1နီးပြူဝါမှုဗိုလ်မှူးကြီးမင်းစောမြို့နယ်အုပ်ချုပ်ရေးမှူးခိုင်မင်းကိုဗိုလ်မှူးတီတာဇော်နဲ့ရဲမှူးဇော်မဲအောင်အပါအဝင်မြို့နယ်ဌာနဆိုင်ရာအရာရှိတွေစစ်ဆေးခံရရတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကြံဖက်စကောင်စီကစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုစစ်တပ်ထက်အတင်းဆွဲခေါ်သည့်တိုင်အောင်အရေးအတွက်သာရှိပြီးအရေးချင်းမရှိတဲ့အပြင်ပြည်သူထောက်ခံမှုပါမရှိတာကြောင့်တိုက်ပွဲတိုင်းစစ်ကောင်စီတပ်ကရှုံးနိမ့်နေရပြီလို့စီဒီယံဗိုလ်မှုအောင်မျိုးတွင်တဲ့ရရှိတွေကပြောလိုက်ပြီးလက်ရှိစစ်ဗိုလ်ချုပ်တစုကောင်းစားရေးအတွက်အောက်ခြေရရှိနဲ့စစ်တီတွေအားလုံးအသက်မစွန့်ကြပဲပြည်သူရင်ဝင်ခိုးလုံကြဖို့ကိုပါစီဒီယံဗိုလ်မှုတွေကတိုက်တွန်းထားကြပါလေဒါကတော့ စကောက်စီတက်ထဲကစီဒီယံဘုံမှုအောင်မျိုးတွင်ဥဆောင်တဲ့ရရှိစစ်တီစုစုပေါင်း35ဦးနဲ့စီဒီယံဘုံမှုအောင်ကိုထွေးဥဆောင်တဲ့ရရှိစစ်တီ26ဦးတို့ကမြို့သားညီအစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနစီမအလုံးရင်လိုက်ပြည်သူရင်ဝင်ခိုးလုံလာရင်းနဲ့တိုက်တွန်းပြောဆိုထားကြတာပါလက်ရှိအကြံပေးစကောက်စီတက်ထဲမှာအထက်အောက်ဖိနှိပ်ဓာတ်တွေထိပ်ပိုင်းလူတစု ကောင်းစားရေးအတွက်အောက်ခြေမှာအသက်ပေါင်းဘဝပေါင်းများစွာစွန့်နေရတာတွေအပြင်တိုင်းတစ်ပါးရန်ကုန်ကာကွယ်နေတာမဟုတ်ပဲ ကိုနိုင်ငံတဲကပြည်သူတွေနဲ့တိုင်းရင်းသားညီအကိုတွေကိုပြန်လဲတိုက်ခိုက်နေတာတို့ကြောင့်အရေးချင်းရှိပြီးအတွေ့အကြုံရှိတဲ့ညီပြင်းတက်မှုတော်တော်များများဟာစီဒီယံဝင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာလည်းစစ်ကောင်စီဟာစစ်မှုထမ်းရမယ်ဆိုပြီးပြည်သူတွေနဲ့လူငယ်တွေကိုမရရတဲ့နီးနဲ့စစ်တပ်ထက်အတင်းဆွတ်သွင်းနေတာတွေဟာတကယ်တမ်းကအရေးအတွက်သားများပြီးအရေးချင်းမရှိတဲ့ဖွဲ့စည်းပုံဖြစ်သွားတဲ့အတွက်လက်ရှိစစ်တပ်ဟာတိုက်ပွဲတိုင်းမှာရှုံးနေနေတာဖြစ်တယ်လို့လေစီဒီအမ်ပုံမှုအောင်မြို့တွင်ကရှင်းပြထားပါတယ်။အလားတူ စီဒီအမ်ဘုံမှုအောင်ကိုထွေးဆိုတဲ့သူကလည်းလက်ရှိစစ်ကောင်စီတပ်ထဲမှာထိပ်ပိုင်းစစ်ဘိုလ်ချုပ်ဒုစုကောင်စာရေးအတွက်မြေပြင်မှာအောက်ခြေအရာရှိနဲ့စစ်တီတွေရဲ့ဘဝပေါင်းများစွာနဲ့အသက်ပေါင်းများစွာစွန့်နေရတာကိုလည်းတော်တော်များများနားလည်နေကြပြီဖြစ်တယ်လို့ပြောထားပါတယ်။ဒါအပြင်လက်ရှိကမ္ဘာနိုင်ငံအသီးသီးမှာလည်းမြင့်သည့်အစိုးရမစိုးပြည်သူထောက်ခံမှုမရှိရင်မအောင်မြင်တဲ့တရကားတွေများစွာရှိတဲ့အတွက်လက်ရှိစစ်ကောင်စီဟာပြည်သူထောက်ခံမှုမရှိတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ဆရာနာရှင်လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့အရာရှိစစ်တီတွေအနေနဲ့ပြည်သူရင်ဝင်ကိုအမြန်ဆုံးခိုလုံကြဖို့ကိုလည်း CDM ဗိုလ်မှူးတွေကတိုက်တွန်းထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့ကနိုင်တရားမြို့နယ်မှာတရုတ်ကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေကိုလက်ငွေယူပြီးခွင့်ပြုမှုကြောင့်အကြံဖက်စကောင်စီရဲ့အမှတ်၁နီးဗျူဟာမှုဗိုလ်မှူးကြီးမင်းစောမြို့နယ်အုပ်ချုပ်ရေးမှူးခိုင်မင်းကိုဗိုလ်မှူးကြီးသားဇော်နဲ့ရဲမှူးဇော်မင်းအောင်အပါအဝင်မြို့နယ်ဌာနဆိုင်ရာအရာရှိတွေစစ်ဆေးခံနေရတယ်လို့ လိုင်းသားယာဒေတာတည်င်းအရှိမေကရန်ကုန်ခေတ်တိကိုပြောပါတယ်။လက်ရှိရန်ကုန်မြို့လိုင်းသားယာမြို့နယ်အမှတ်6ရက်ကွက်အောင်စီရအိမ်ယာဝင်းထဲကအင်းဝ6လမ်းအမှတ်192နေအိမ်မှာကြက်ဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းတွေကမြို့နယ်စစ်ကောင်စီဝင်းတွေကိုလက်ငွေပေးပြီးလာလုပ်နေကြတယ်ဆိုပါတယ်။အဲ့ဒီနောက်အော်တိုဘောလာ28ရက်နေ့ညနေပိုင်းကပဲအဲ့ဒီနေအိမ်ကိုစစ်ကောင်စီဘက်ကပြန်ဖမ်းသွားပြီးအဲ့ဒီနေအိမ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့အမျိုးသား22ဦးကို ကွန်ပျူတာ31လုံးနဲ့အတူဖမ်းဆီးသွားတယ်လို့လိုင်းတရဒေတာသတင်းအရှိမိကပြောထားပါတယ်။အဲ့ဒီလိုဖမ်းဆီးသွားပြီးတဲ့နောက်မှာပဲတရုတ်ကြဖြန့်ငွေလိမ်လုပ်ငန်းတွေကိုလက်ငွေယူပြီးခွင့်ပြုမှုကြောင့်ဆိုပြီးတော့အကြံဖက်စကောင်စီရဲ့အမှတ်1နေပြူဟာမှုဗိုလ်မှူးကြီးမင်းစောမြို့နယ်အုပ်ချုပ်ရေးမှူးခိုင်မင်းကိုဗိုလ်မှူးကြီးတာဇော်နဲ့ရဲမှုဇော်မင်းအောင်အပါဝင်မြို့နယ်ဌာနဆိုင်ရာအရာရှိတွေစစ်ဆေးခံနေရတယ်လို့လိုင်းတရဒေတာသတင်းအရှိမိကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့ကလိုင်းတရမြို့နယ်မှာ တရုတ်နိုင်ငံသားတွေကဟိုတယ်တွေစားတောက်ဆိုင်တွေဖွင့်ထားပြီးတော့ကြက်ဖြန့် online ငွေလိမ်လုပ်ငန်းတွေနဲ့လောင်းကစားယုံတွေပါလူမိုက်အဖွဲ့တွေကိုငှားရမ်းပြီးတဆိုင်ရမျိုးနဲ့စစ်ကောင်စီဝင်တွေကိုလက်ငွေပေးပြီးတော့လောက်ကိုင်းနေတာတွေဟာတဖြည်းဖြည်းကြီးထွားလာနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ချုပ်ရုပ်ပစ်ခတ်ခံရမှုရဲ့လက်တက်တရားခံကိုမဖော်နိုင်နဲ့အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တရုတ်တန်ယုံပတ်ဝန်းကျင်မှာရဲကင်းအစ်စ်တွေတွားဆောက်ပြီးလုံကြုံရိပ်မှာတိုးမြင့်နေပြန်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။အော်တိုဘော်လ18ရက်နေ့ကပဲမန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ကျုံယုံဘုံပြစ်တိုက်ခိုက်ခံရပြီးအဲ့ဒီတရုတ်ကောင်စစ်ဝင်ကျုံယုံကအဆောက်အုံတချို့လည်းပျက်စီးသွားတဲ့ဖြစ်စဉ်မှာလက်တဲတရခန့်ကိုဖော်ထုတ်ပေးဖို့တရုတ်အစိုးရကစစ်ကောင်စီကိုတောင်းဆိုထားပါသေးတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့ဒီကနေ့အော်တိုဘော်လ31ရက်နေ့အထိ73ရက်ကြာသည့်တိုင်အောင် အဲ့ဒီလိုမန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ချုပ်ယုံပစ်ခတ်ခံရမှုရဲ့လက်သက်တရားခံကိုမဖော်နိုင်ပေရန်ကုန်မြို့ကတရုတ်တန်ယုံပတ်ဝန်းကျင်မှာရဲကင်အစ်စ်တွေတွားဆောက်ပြီးတော့လန်တွေပိတ်လို့ပိတ်တန်စုကြိုးတွေချလို့ချနေလုံခြုံရေးတွေတွားပြီးတိုးမြင့်ချထားနေပြန်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ဘဂိုးတိုင်းကဂျိုးပင်ကောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုံမှုအတွင်း စေကောင်းစီတက်တာခေါနဲ့ဦးကတော့အတီးတီးတေကုန်ကြပြန်ပြီလို့တရားဝီကံပီဒီအက်ပြည့်တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်အော်တိုဘောလာ29ရက်နေ့ကပဲမကိုတိုင်းဂျိုးမင်းကောင်းမြို့နယ်အရှိချမ်းကကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်ကောင်းစီတက်တာတွေကိုဒေါ်လန်ရေးပူပေါင်းတက်တွေကတင်ခရိုင်ကျေးရွာအနီးမှာကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စေကောင်းစီတက်တာခေါ်နေဦးကတော့အသီးသီးသိကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့တာယာဝတီ KIPD ရဲ့ပြည်တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာဈေးထွက်ဝယ်တဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၅ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီး အဲ့ဒီကတူကတော့တခါတည်းတေသွားပြီလို့ရွှေချိုးပြူပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါလေအော်ဒိုဘောလာ29ရက်နေ့ကပဲမြင်းညံမြို့နယ်စီမီကုန်းမြို့စေယုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သား၈ဦးဟာဈေးထွက်ဝဲတဲ့အချိန်ဒေါ်လာရေးတပ်တွေကတံတားကြီးအနီးမှာကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၅ဦးဟာပြင်းထန်ဒဏ်ရာတွေရသွားကြပြီးတဲ့နောက် အဲ့ဒီတက်ကစစ်ကောင်စီတပ်သားတအူးကတော့တခါတည်းသေသွားပြီလို့ရွှေချိုးပြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ